အာဆင်နယ်သင်းဒီပြအာတီတာအတွက်ရွေးချယ်စရာစုံလင်လာတော့မယ့်အင်ဂျူရီပြန်တိုက်စစ်ကစားမှာ၃ရောက်အာတီတာရဲ့တိုက်စစ်ကစားမိုင်းနဲ့ပတ်သက်တဲ့ဒသနာလေးယူရှင်းမယ်တိုက်စစ်မှုတဦးပုံစံမျိုးနဲ့အလုံးစုံမှီခူတာမဟုတ်ဘူးတိုက်စစ်ကစားမတဦးစီရရနိုင်စွမ်းဒီအပြင်ုံမှအသင်းတင်းဝော့အတွက် အရေးပါတဲ့အရာတွေအကျိုးပြုမဲ့အရာတွေကိုသူတောင်းဆိုလို့ရှိတယ်။အခုဆိုလို့ရှိရင် အာဆင်နယ်အသင်းမှာကတိုက်စစ်ကစားမလေးအကုန်ဒဏ်ရနေတာဖြစ်တဲ့ main ကိုအထောင်ဆော့ရတယ်။အန်နူရိုလိုလူငယ်ကစားမလေးတွေထည့်ပြီးသုံးရတာရှိတယ်။အဲ့ဒီအနေထားမျိုးနဲ့ရှေ့ကိုဆက်နေခဲ့ရတယ်။ဒါတော့မှအသင်းကနိုင်ပွဲတွေအများကြီးရခဲ့တယ်။နောက်ဆုံးပွဲမှာကျွန်တော်တည်ရကြခဲ့တဲ့ကမချစ်တင်ခဲ့ဖြစ်ပေမဲ့ဒဏ်ရလူစင်းကိုသွားကြည့်ရင်အဓိကကစားမလေးပဲဒဏ်ရရတယ်။အဲ့ဒီထက်မှအသင်းကအားထားရပါတယ်ဆိုတော့တိုက်စစ်ကစားမ၃ဦးစလုံးကလည်းဒဏ်ရနေခဲ့တယ်။တိုက်စစ်မှု၃ဦးဖြစ်တဲ့ဂျေဆူး ်ဘီတာယောဂရန်ခါယာဘက်အဲ့သုံးစလုံးဒဏ်ရာနေပြန်လာတော့မယ့်အချိန်ကအာဆင်နယ်ဖန်တွေအတွက်အပျော်ဆုံးချိန်ပဲလက်ရှိကာလမှာပေါ့လေကျွန်တော်တို့ထပ်ပိုပြီးပြောမှာကအာဒီတာလို့ထင်တယ်ကြည့်ကျွန်တော်တို့ဒီသုံးယောက်ပြန်လာရင်အိုက်တာဘသူ့ကိုရွေးချယ်သွားမလဲဘသူကရောဘလို့ပုံစံမျိုးတွေမှာပိုပြီးကောင်းတဲ့ပလေယာကြီးလဲတဦးချင်းစီရဲ့အားသက်ချက်အားနည်းချက်လေးကြိုးတစ်ချက်ကြည့်လိုက်ရအောင်ဒီနေရာမှာအာဒီတာအနေနဲ့တိုက်စစ်ကစားမိုက်နဲ့ပတ်သက်တဲ့ဒသနာတော့ရိုးရှင်းတယ်တိုက်စစ်ကစားမတူးစီရနေပြီးတော့ရနိုင်စွမ်းရှိသည်များအကုန်တောင်းတယ်တိုက်စစ်မှုစစ်စစ် ကိုရွေးသွင်းရမှာမဟုတ်ဘူးတင်းမိတ်တွေကိုဘယ်လိုမျိုးပြန်ပြီးအကျိုးပြုရမလဲကစားကွက်ထဲမှာဘယ်လိုစီးမျောပါဝင်ရမလဲငါကတိုက်စစ်မှုပဲဆိုပြီးတော့အရှိကဖော်အောင်ဆုံးကရက်နေခဲ့ရတယ်မျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဒီဖော်ဖော်ယူအဆကတိုက်စစ်မှုနဲ့ပတ်သက်ရင်သူကရိုးရှင်းတယ်အရန်ကမှဗက်စလိုက်ဖြစ်တဲ့ player တွေကိုပဲရွေးချယ်ပြီးဝယ်တာတွေ့ရတယ်ရောက်လာတဲ့ player တွေကလည်းအခြားသင်းမှာဘယ်လိုပဲဆော့ဆဲဆော့ခဲ့အာတီတာလက်အောက်မှာဆိုလို့ရှိရင်တော့တင်းဝော့တစ်ခုမှာစီးမျောသွားတဲ့တိုက်စစ်မှုပုံစံမျိုးတွေတွေ့ရတယ် တနေရာထဲမှာရှိနေပုံစံမျိုးမဟုတ်ဘူးဇုံနယ် rotation နေအရန်ကောင်းလာတာတွေ့ရတယ်ကဲဘရောင်းတယောက်အဲ့ဒါကတော့ဗစ်တာယော့ဂရက်ယော့ဂရက်ကတော့စပါးသင်းနဲ့ပွဲစဉ်အမီပြန်လာမှာပါဂျာထဲမှာအသေးစားဒဏ်ရာလေးတချို့သာသူနားနေခဲ့ရတာဗောလေဗစ်တာယော့ဂရက်ကတော့23နှစ်မှာကမ်မစပါးသင်းနဲ့ပွဲစဉ်မှာအမီပြန်လာမယ်ဒီမှာယော့ဂရက်ရဲ့အားသာချက်တွေကတော့ positional play လို့ခေါ်တဲ့ကိုကပြန်ဘက်ကိုအုပ်စီးပြီးတော့ကစားတဲ့ပွဲဒီမှာဆိုယော့ဂရက်က အရှိက forward zone မှာကို player တွေနေရာရဖို့အတွက်သူတို့ပြည်တောင်ပံကစားမတွေကစားပေါက်ချောင်းမှုအတွက်တစ်ဖက်ခိုင်စစ်ကစားမတွေဆွဲခေါ်သွားနိုင်တယ်နောက်တစ်ချက်ကယောဂရက်လိုထိတ်တန်းတိုက်စစ်ကစားမတူအာဆီနယ်တိုက်စစ် zone မှာရှိနေရင်တစ်ဖက်အသင်းကမန်မာကင်ကပ်ဖို့အတွက်တူးနှစ်ဦးအသုံးပြုရတယ်ဒါသည်တောင်ပံကစားမတွေကို hasbia ကစားသမားတွေကိုကစားပေါက်ချောင်းသွားတယ်နောက်တစ်ချက်ကတော့ယောဂရက်က present ကောင်းတယ် ကျွန်တော်ယောဂရက်ကိုအလောက်ထိမြန်မယ်လို့တောင်မထင်ဘူးသူ့ပုံစံကြည့်လိုက်နဲ့ဝိတ်နည်းနည်းတက်နေတဲ့ပုံစံမျိုးတွေနည်းနည်းဝါးနေပုံစံမျိုးတွေဒါပေမဲ့ယောဂရက်က pressing ကောင်းတယ်ဘလောက်ထိကောင်းလဲဆိုရင်တစ်ဖက်ကိုသမောက်တက်ပြီး high pressing ပေးတာမျိုးတစ်ဖက် vector ကိုနှောက်ရှက်တာမျိုးတွေပြေးထွက်တာမျိုးတွေတော်တော်လေးကောင်းတယ်နောက်ပြီးတော့ counter run တွေလည်းတော်တော်လေး active ဖြစ်တယ် counter run ဆိုတာကကျွန်တော်ဒီ sporting မှာသူကစားခဲ့တဲ့ပုံစံမျိုးပြေးလမ်းကြောင်းအရှိကြီးတောက်လျှောက်သူပြေးထွက်သွားတာမျိုးတွေဘောလုံးနဲ့တသားတွေပြေးသွားတာမျိုးတွေတံပြန်တိုက်စစ်ဆင်တာမျိုးတွေမှာယောဂရက်ကောင်းတယ်ဒါပေမဲ့လက်ရှိချိန်မှာယောဂရက်မှာလည်းအားနည်းချက်လေးချို့ရှိတာက premier league မှာကျင်သားရမယ့်ကြံ့ခိုင်မှုတချို့လိုအပ်တာရဲ့နောက်ပြီးနည်းနည်းလေး delay ဖြစ်တာရဲ့ finishing ပိုင်းနည်းနည်းလေးလိုအပ်တာလေးရဲ့အဲ့ဒါပဲတချို့အမြင်ပေါ်တွေမှာ right time မရှိတာ။အဲ့ဒါကြီးကတော့သူ့ရဲ့အားနည်းချက်ပေါ့လေ။ဒါပေမဲ့ယောဂရက်မပါတဲ့တန်ဖိုးကျွန်တော်ဆန်တန်လန်းအသင်းနဲ့ပွဲစဉ်ရဲ့ဆလာဗီးယားပရာဟာနဲ့ပွဲစဉ်မှာတော့ကျွန်တော်ထင်သာမြင်သာရှိခဲ့တယ်။ဒါကယောဂရက်ရဲ့တန်ဖိုးယောဂရက်ပါလာရဲ့အသင်းရဲ့တာဝန်သားမတွေဘယ်လောက်ထိကစားပေါက်ချောင်းလဲဆိုတော့ကျွန်တော်တွေ့ရတယ်။အားနည်းချက်တချို့ရှိမယ်။အားသက်ချက်များများရှိတယ်။တိုက်စစ်ကစားမလို့ပြောလို့ရတယ်။ယောဂရက်ကတော့အိုက်တာကြိုင်လုံးလုံးကိုခေါ်ထားတဲ့ကစားမတွေကတယောက်ဖြစ်ရှိနေပါတယ်။နောက်ထပ်တယောက်ခါရဘတ်မမြင်ရတာတောင်ကြာပြီ။ ဒီရာသီကတော့ခိုင်ဘက်ဗလာကြီးနဲ့ရှယ်ဖြုတ်ပြီးလို့ထင်ထားတဲ့အချိန်ကြတော့မှာပဲဆရာသမားကဒဏ်ရာသွားခဲ့တာပေါ့လေအဲ့တော့လက်ရှိချိန်မှာတော့တဦးချင်း individual trainee တွေ fully trained တွေပြန်ပြီးလုံနေပြီဆိုတဲ့သတင်းတော့တွေ့တယ်ဒါပေမဲ့ဒဏ်ရာခွဲစိတ်ထားတဲ့ကစားသမားတူကိုအာဒီတာတို့စောစီးသုံးမယ်မထင်ဘူးကျွန်တော်ကတော့ဒီဇင်မှာပထမပတ်လောက်မှာပဲစိတ်ချရမှထည့်သုံးမယ်လို့ထင်တယ်ဘာကြောင့်ဆိုခွဲစိတ်ပြီးပြန်လာတာဖြစ်တဲ့အတွက်ဒီနေ့မှာခိုင်ဘက်ကအားသာချက်တွေကဘာလဲဆိုတော့ line break ဖြစ်ကြတာကောင်းတယ် line break ဆိုတာမြင်သာအောင်ပြောရရင် ပြိုင်ဘက်ခန့်စစ်ကစားသမားတွေကြားထဲမှာကိုယုံဖက်ပြီးနေတာအဲ့ line တစ်ခုလုံးကြားထဲမှာနေတာသူ့ကိုလည်းမာကင်ကတ်တာရှီကောင်းရှိမယ်ဒါပေမဲ့ကိုအတင်းမိတ်တယောက်ကတင်ပေးလိုက်တဲ့လောင်းဘောကိုအဲ့ဒီလူကျုံထောင်ချောက်ကနေပြေးပြီးထွက်တဲ့ line break ပိုင်းမှာဟာဘက်ကကျွန်တော်အကြိုက်ဆုံး player ပဲလက်ရှိ Arsenal ရှိရဲ့တိုက်စစ်ကစားမ၃ဦးထဲမှာဆိုရင်ဟာဘက်ကအဲ့ပိုင်းနေမိုက်တယ်နောက်ချက်ကဟာဘက်ကအခြားကစားမိုက်တဲ့ဆိုင်ရင်အရက်ရှည်တဲ့အတစ်လဲဖြစ်တဲ့ ခေါင်းတိုက်ဂိုးတွေလည်းအာဆင်နယ်အတွက်မကြာခဏယူပေးတာတွေ့ရတာဖြစ်တဲ့အတွက်လောင်းဘောအားပြုတ်ကစားတဲ့အိုက်ဒါအတွက်ဆိုရင်တကယ့်ကိုမှ cross body မှာကောင်းကောင်းလေးအချိုးပြုတ်နိုင်တဲ့ player နောက်ပြီးတော့သူ့ရဲ့ playing style ကလည်းမြန်နေတဲ့မှာပါတယ်ခက်ချင်းချင်းစောသိနေပွဲဆိုစော့တယ် Harvard ကာဆယ်နဲ့တွေ့တဲ့ပွဲစဉ်မှာဘလောက်ထိခက်ညင်ညင်ကိုဘက်ကနေကာဝယ်ပြီးဆော့သွားတယ်တွေ့ပါမယ်တစ်ဖက်ကကျန်းတာကိုသူပြန်ပြီးကျန်းပြသွားတယ်ဘောင်းနေရနေဟာဘက်ကအိတ်ပိုင်းနေမိုက်တယ်အာဆင်နယ်ရောက်လာပြီးမှပိုးကြီးမာကုံရှိသွားလို့ကျွန်တော်ထင်တယ်ချက်စီမှလည်းသူကောင်းပါတယ်ဒါပေမဲ့အာဆင်နယ်သူရောက်လာပြီးတဲ့ကစုစုပေါင်း88ပွဲမှာ29ဂိုးကိုသွင်း73လုံးဖန်တီးထားတယ်အဝါကက်ကတော့22ဒကြိမ်ထိထားတဲ့ဂိမ်းမီတစ်ပေါင်း6666မိနစ် အဲ့လောက်တော့ဆော့ထားတယ်ဒါပေမဲ့အာဆင်နယ်အသင်းမှာသူပါဝင်လာရင်အသင်းရဲ့တိုက်စစ်ကဘယ်လောက်ထိအခွင့်အရေးလေးရတယ်တခါကျရင်လည်းသူလွဲချော်တာလေးတော့ရှိရယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့တချို့ပိုင်းလေးတွေမှာ timing correct ပိတ်တဲ့ပိုင်းလေးမှာလိုအပ်ချက်ရှိတာတော့မှန်တယ်တချို့အဝေးကစ်တွေမှာလိုအပ်ချက်ရှိတာတော့မှန်တယ်ဒါပေမဲ့အသင်းအတွက်အားတက်သရော်ဆော့နေတဲ့ခိုင်ဘက်ကိုကြည့်ရတာလည်းအရသာတစ်မျိုးပဲ အဲကြောင့်မို့လို့ခိုင်ဘက်ကိုတချို့တွေကမကြိုက်ဘူးဘာညာအခွင့်အရေးတွေဖြုံးတယ်ဆိုပေမဲ့သူ့ဆီကနေဘာတွေရလဲသူကဘလောက်ထိအသင်းကိုအကျိုးပြုလဲသူ့ဆီကနေဒီထက်ပိုပြီးရနိုင်ဖို့ကသူ့လိုပလေယာမျိုးဝယ်ထားခဲ့တဲ့သူတွေမှာပဲတောင်းဝန်ရှိသူကျွန်တော်အများနဲ့ပြောတာဟာဘက်ပါလာတဲ့ခါမှာအသင်းရဲ့တက်စစ်ဆုံးကလည်းအနည်းငယ်များတော့လောင်ဘောတွေမှာပိုပြီးအသုံးချနိုင်တာတွေ့ရတယ်ဒါကယောဂရက်တက်ဆိုင်ရင်လောင်ဘောကောင်းတယ်ဒါပေမဲ့ယောဂရက်လောက်တော့ပြိုင်ဘက်ခန်းစစ်ကိုတိတ်ပြီးချဲပြီးတဲ့ဘက်မှာတော့လူဝဲချက်တော့ရှိသေးတယ်ဒါတယောက်တစ်မျိုးစီပေါ့လေအားသာချက်အားနည်းချက်ပေါ့နောက်တစ်ချက်ကကြတော့ ဒါဂျေစုကျွန်တော်တို့အေရှန်တန်ရနေခဲ့တဲ့မင်းသားကြီးဂျေစုအေရှန်တန်ရမရခင်တုန်းက၈3ပွဲမှာတော့ကျွန်တော်တို့ရောငါတို့ဝယ်ခဲ့တော့ကဂျေစုပြန်ရပြီဆိုပြီးဝမ်းသာခဲ့တဲ့အခိုက်အတန့်ကြီးရှည်တကယ်လေတော်တော်လေးကောင်းတယ်ဂျေစုကအဲ့တော့ကဂျေစုကကျွန်တော်တို့ဒီကာရာဘောင်ပွဲစဉ်တွေမှာဂိုးသွင်းတာမျိုးတွေပရီးမီးယားလိပွဲစဉ်မှာပြန်ပြီးတော့အသင်းနဲ့အသားကျလာတာမျိုးတွေကျွန်တော်တို့တော်တော်အားကိုးနေရပြီထင်တဲ့အချိန်မှာ United နဲ့တွေ့တဲ့ FA Cup ပွဲစဉ်မှာ ကာလာရှိအီစီယန်တန်ကထိသွားခဲ့တာအခုလည်းသူဒီဇင်မှာပထမဘက်ဒုတိယဘက်လောက်ဆိုပြန်လာတော့မယ်အခု fully training ပါတော့ဆင်းပြနေတယ်ဒါပေမဲ့အရေးဆိုပြီးတော့အာရီတို့သုံးပါတော့မဟုတ်သေးဘူးအဲ့တော့ယေရှုနဲ့ပတ်သက်ပြီးကျွန်တော်မှတ်မှတ်ရရှိတာကလိုအားလုံးတော်တော်ကောင်းတာတကယ်ကိုကောင်းတာအရှိရယောဂရတ်တို့ခိုင်ရန်ဘက်တို့လိုအားလုံးကောင်းလို့ဆိုတာယေရှုကိုမှတ်မိဘူးအဲ့ဒါတော့တကယ်ပဲတောင်မန်ဆိုလဲသူပဲတိုက်စစ်ဆိုလဲသူပဲခိုင်စစ်နိုင်ငံတွေကိုဆင်းပြီးကူတာလဲသူပဲကွင်းလက်ထိဘောလုံးဆင်းဆက်တာလဲသူပဲအ အဲ့လောက်ထိလိုအားလုံးတအားစောတဲ့အခါမှာတစ်ခါကျရင်ဒန်နီဖြစ်တယ်ဒန်ယာတွေရတယ်ဆိုတာကလည်းတိုက်ဆိုင်မှုတော့မဟုတ်ဘူးအလုတအားလုတဲ့လူကတော့ဒီလောက်ကတော့ထိခိုက်မှာပဲတချို့တွေကတော့မထိခိုက်အောင်စောတာရှိတယ်ဒါပေမဲ့ပေးဆက်မှုအပြည့်အဝစောတဲ့နီးပြအကြိုက်ပလေယာတွေကတော့ဒီလိုမျိုးဒန်နီမကြာခဏဖြစ်တယ်ဗောလေနောက်တစ်ချက်ကတော့ဂျေဆုကအဲ့ပနတီပေါက်ဆဲမှာပပနဲ့နဲ့ပနတီယူနိုင်တာအာဆင်နယ်မှာဂျေဆုရှိခဲ့တုန်းကကျွန်တော်အဲ့လိုအားလုံးပြည့်ကစားတာရဲ့ပနတီ ပပနဲ့နဲ့နဲ့ယူပြီးတဲ့အပိုင်းတွေကတော့အခြားသားမတွေဂျေဆုမမီဘူးဂျေဆုစီကရတာပယ်နတီယူရယ်ဆိုတာကလည်းယူတတ်မှပါနဲ့မှဒီတိုင်းသာလိုက်တောင်းနေရင်ဘယ်သူမှပြီးမှာမဟုတ်ဘူးကိုဘက်ကနာပြီးတော့လဲသွားတာမျိုးတွေပပနဲ့နဲ့တစ်ဖက်ကစားမဖြတ်တာကိုကိုဘက်ကခံလိုက်တဲ့ပုံစံမျိုးတွေပယ်နတီဘောင်စတက်မှာလဲကြနေတော့မှပယ်နတီရရနောက်တစ်ချက်ကတော့ high pressing game ကောင်းတယ်ဒါလိုအောင်နဲ့ဆက်ဆက်နေရပါပဲဒါပေမဲ့မာရင်အိုရီကကအားလုံးကိုတက်ကိုသမောင်ကတော့ဖိအားပေးမယ်ဘာကြောင့်ဆိုဒီတစ်ဖက်ဘေးတက်ကိုဖြတ်တဲ့အပိုင်းမှာဂျေဆုကတော်တော်လေးကောင်းတယ် မမောနိုင်မပန်းနိုင်ပဲအတကုံ high pressure လိုက်စော်တယ်အဲ့ဒါအိုက်တာအကြိုက်ပဲဒါပေမဲ့အာနေချက်လေးကဘာရှိလဲဆိုဂျေစုကဒဏ်ရာမကြခဏရက်တက်တာနောက်တစ်ချက်က finishing မိုင်းမှာတချို့သူမန်တယ်ကျနေချိန်ဒီမှာလွယ်လွယ်ကူဝင်ရမယ့်ဂိုးတော့မဝင်တာတခါကြက်လို့ရှိရင် right time မရှိတာအမြင်မောနေနေလေးအာနေတာဒါလည်းရမောင်းနေဆိုင်မှာပေါ့လေအဲ့ဒီချက်လေးကတော့အာနေချက်ဒါပေမဲ့သူ့စီမှာကျွန်တော်ရနိုင်တာကသူ့ပါလာပြီဆိုနှစ်ယောက်စာယုံနာကြီးကတော့အသင်းတက်စစ်ဆုံးမှာတော်တော်လေးဟိုမှာ impact ဖြစ်တယ် တချို့ပွဲစီမှာဂျေဆုပါလိုက်လိုဝါထပ်ပို့ပြီးဂိုးပြတ်တဲ့ပွဲလေးကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့မှုတယ်ဂျေဆုကတော့အာဆင်နယ်ရောက်လာပြီးတဲ့66ပွဲမှာ26ဂိုးအတွင်းဂိုး20အတွင်းအဝါကတ်16ချိန်ထိထားတယ်ဂမိနစ်ပေါင်း9462မိနစ်ထိကစားထားပါတယ်အဲ့တော့အာဒီတာဒီ3ရောက်ကိုဘသူ့ကိုဦးစားပေးသုံးမလဲ ဘောလုံးကားသားနီးမှာ၁၁ယောက်ဆိုပေမဲ့တိုက်စစ်မှုကတော့တယောက်တည်းပဲသုံးရမှာတချို့အသင်းတွေမှာတိုက်စစ်မှု၂ယောက်၃ယောက်တော့ရှိတယ်ဒါပေမဲ့အာရီတာလိုမျိုးဟတ်စပီတွေမှာအตาရကျင်တဲ့ position နဲ့ gain လဲဆော့ကျင်တဲ့တောင်မန်တွေကိုလည်းအားပြုကျင်တဲ့ cross ball တွေလည်းဖျက်ချနေနေဆိုလို့ရှိရင်တော့တိုက်စစ်မှုကတဦးပဲသုံးမှရမယ်အဲ့အတွက်အသစ်ဝယ်ထားတဲ့ယောဂရက်သုံးမလားအာရီတာတစ်ချိန်တော့ဆွဲမြဲသုံးခဲ့ဘူးတယ်ခိုင်ဘက်ကိုသုံးမလားဒါမှမဟုတ်နီးပြစိတ်ကြိုက်မမောနိုင်မပန်းနိုင်ဆော့နိုင်တဲ့ယေစုကိုသုံးမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်သွားမယ်ကျွန်တော်အထင်ရဆိုရင်တော့အာတီတာ ခိုင်ဘက်ကိုပို့ပြီးသုံးလောက်တယ်ထင်တယ်။အရင်စီနေပြူအားရသုံးလို့ရဆိုပြီးသူပြောထားတာဖြစ်တဲ့ခိုင်ဘက်ကိုအိုက်တာပို့ပြီးတော့ကြိုက်လောက်တယ်ပို့ပြီးလဲသုံးလောက်တယ်။အဲ့တော့ခိုင်ဘက်ကိုအိုက်တာပို့ပြီးသုံးလောက်တယ်ဒုတိယအနေထားအနေနဲ့ဆိုလို့ရှိရင်တော့ယောဂရက်ကိုသုံးလောက်တယ်တတိယရွေးချယ်စရာအဖြစ်ဆိုရင်တော့ဒံယားနေမကြာခဏပြန်ရသွားမှာဆိုတဲ့အတွက်တချို့ပွဲစီမှာထိမ့်ပြီးတော့ဂျေဆုကိုတုံးတာလဲ ဖြစ်နိုင်တယ်။အဲ့တော့ဒီသုံးအောင်မှာဆိုရင်တော့အာရီတာအတွက်ခေါင်းခဲစရာရွေးချယ်မှုဆိုတော့ညာလည်းပဲအသင်းငယ်တွေပွဲစဉ်မှာယောဂရက်ကိုသုံးလို့ရတယ်လို့အသင်းကြီးနဲ့ပွဲစဉ်တွေမှာယေရှုရဲ့လှူအားနှုန်းဒါမှမဟုတ်ခရယံဘက်ကလိုင်းပိတ်ဖြတ်ကျော်မှုဒါမှမိနစ်နောက်ပိုင်းတွေမှာယောဂရက်ကိုထည့်ပြီးသုံးတာမျိုးတွေအာရီတာရွေးချယ်စရာဖြစ်သုံးသွားလို့ရပါတယ်။ကြောညီကိုတွေကတော့ဒီသုံးအောင်ထဲမှာဘယ်သူအာရီတာ အကြိုက်ဆုံးအဖြစ်ပွဲကြီးတောက်လျှောက်သုံးသွားမယ်ထင်လဲခုံးမှာဝင်ရောက်ရေးတာပြီးတော့ပါဘူးအဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြပြောလို့မျိုးကစားကြည့်ဆိုတော့ဘာပြောဖို့တော့တင်ကြို့ကို466 46လုံး33တိန်နဘက်39ကို9963ခေါင်းရောင်းရုံမှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆက်စော်ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုတို့စီမှာအောက်ဖွင့်ရဲဆိုအားလုံးကိုနှွေးထွေးကျေးဇူးပါတယ်ခင်ဗျာ